အတိတ်ကိုပြန်တွေးပြီးတော့မဆွေးနဲ့သွားမနေနဲ့မလာသေးတဲ့မဖြစ်လာသေးတဲ့အရာတွေပေါ်သွားပြီးတော့တန်တာမနေနဲ့ဖြစ်ချင်းစိတ်တွေနဲ့တောင်းတမနေနဲ့လူဆိုတာအမြဲတမ်းအတိတ်ကိုလွန်ပြီးအနာဂတ်ကိုမျှော်နေတာပဲကောင်းရင်လွန်တ်ပါ့လေမကောင်းရင်တော့မလွန်ဘူးပေါ့လူတွေကအတိတ်ကိုပြန်တွေးတယ် အနာဂတ်ကိုမျှော်လင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကသစ္စာပြပြန်မတွေးနဲ့လို့ပြောတာဟိုတမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောကပြောမယ်အဲ့ဒါတမိုင်းလုပ်ငန်းဝိပဿနာတရားအထုတ်ရင်မတွေးနဲ့လို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီးလွမ်းဆွေးနေလို့ရတာအလကားပဲနိမရသေးတာကိုလည်းပဲမျောလင်းတန်တာပြီးတော့မနေနဲ့ ဘာဖြစ်လို့တော့ဆိုအကြောင်းပြတာအတိတ်ဆိုတာကုံခဲ့ပြီလေမရှိတော့ဘူးလေဟုတ်တယ်အတွေ့အဲမှာသာရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာအဲ့တော့မရှိတော့တာကိုပြန်လွှမ်းနေတယ်လို့ဖြစ်နေကြုံတော့ကြုံခဲ့တာပဲဒါပေမဲ့အခုရှိသေးလားမရှိဘူးမနေ့တော့ကလူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တော့ကတော့တွေ့တာရှိတယ်ဒါပေမဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိဘူး မရှိတာကိုပြန်တွေးနေတဲ့အတိပဲဖြစ်သွားတယ်။အေးမရအဖမရပြီးခဲ့တာပြန်တွေးနေ။စတတ္တိတံပဟိနန္တံတိတ်ဆိုတာကုန်ခဲ့ပြီတဲ့ဘာမှမရှိတော့ဘူး။အပတ္တင်္စအနာဂတံအနာဂတ်ဆိုတာရောက်မှမရောက်သေးတာ။ချွတ်တင်ပြီးတော့စဉ်းစားနေတယ်။ဒါစီးပွားရေးလှုပ်တာမဟုတ်ဘူးဝိပဿနာတရားတော့တာ။စီးပွားရေးလှုပ်တဲ့လူကတော့အနာဂတ်ပလန်နေချရမှာပေါ့။ နှစ်ပြန်ပဲသွားမယ်ဆိုရစီမံကိန်းနေချဒါကတခြားကဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဟောတာဒါကနော်အဲ့ဒါလို့လဲခွဲခြားပြီးတော့ကြည့်ပေါ့အဲ့တော့ဝိပဿနာလုပ်လုပ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့နှစ်သက်တန်တာမနေနဲ့အနာဂတ်ကိုလည်းမျှော်လင့်မနေနဲ့အတိတ်ဆိုတာပြီးခဲ့ပြီမင်းပြန်ယူလို့မရတော့ဘူးအနာဂတ်ဆိုတာမင်းလက်ထက်မရောက်သေးဘူးနှစ်ခုစလုံးဟာ ပြီးတာနဲ့မရသေးတာနဲ့တူတူပဲမဟုတ်လားဘာမှမရှိဘူးဆိုတာသိတယ်နော်အတိတ်ကလည်းမရှိတော့ဘူးလေအနာကလည်းမရောက်သေးဘူးဆိုတာမရှိတာပဲလေအဲ့တော့မရှိတာကိုရှိလို့ပြီးအချိန်ဖြုံးမနေနဲ့လို့ဆိုလို့တဲ့အတိတ်ပဲဒါရှင်းတယ်မရှိတာကိုမရှိတာကိုရှိလို့ပြီးတော့အချိန်ဖြုံးမနေနဲ့အကောင့်ထဲအနေနဲ့မရနိုင်ဘူးလေပြီးခဲ့တဲ့အလည်းမရဘူးလာမယ့်ဟာလည်းမရသေးဘူးအဲ့တော့အတိတ်နဲ့အနာကကိုမသွားနဲ့ မသွားပဲနဲ့ကိုပါလို့ရမယ်ပစ္စုပန်နေစယောဓမ္မံတထတထဝိပတတိအခုလက်ရှိရှိနေတဲ့အခြေအနေတရားလက်ရှိရှိနေတဲ့သဘာဝတရားအဲ့ဒီပစ္စုပန်ခုလက်ရှိရှိနေတဲ့အနေထားအခုလက်ရှိဖြစ်နေတဲ့ဆိုကိုယ်စိတ်ပါဖြစ်နေတယ်ကိုယ်စိတ်ထဲမှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားဘာတွေဖြစ်နေသလဲ အခုလက်ရှိအာယုံနဲ့တွေးဆုံပြီးအခုဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့အခိုက်ကလေးမှာတဲ့ဝိပဿနာရှုလိုက်ပါသဘာဝကိုသိအောင်လုပ်လိုက်ပါလို့ပြောအင်းဒေါသဖြစ်နေရင်ဖြစ်မှန်းသိလိုက်လောဘဖြစ်နေရင်ဖြစ်မှန်းသိလိုက်မောဟဖြစ်နေရင်ဖြစ်မှန်းသိလိုက်ကိုတွေးနေတဲ့အာယုံတစ်ခုမြင်မြင်နေကြားရင်ကြားတယ်ဒါပစ္စုပန်ကိုသိအောင်လုပ်တယ်ဒါပစ္စုပန်ကတကယ်ရှိနေသေးတာဟုတ် ရှိနေတာတွေကိုမသိလိုက်ဘူးဆိုတော့မဖြစ်အောင်သိလိုက်ရအောင်။မဖြစ်နဲ့။ခုတရားနာနေတယ်၊တန်နေကြားနေတယ်။ဒါဖြစ်တာပဲ၊ခုဖြစ်နေတာပဲ။အဖြစ်နေတဲ့ပုံမှာအဲ့ဒီပုံမှာပဲဝိပဿနာရှုပါဆိုတာ။အဲ့တော့ဝိပဿနာရှုတဲ့ဆိုဘယ်လိုရှုရမှာလဲ။မြတ်စွာဘုရားကတော့နောက်ရှင်းပြလိုက်ပဲ။ဝိပဿနာရှုဖို့ရှုနည်းကတော့